လိုမင်္ဂလာပါတားရတမလို့ရေတီချယ်တို့ကဒီနေ့ဗီဒီယိုမှာဆိုလို့ရှင်တားရတမလို့ရေတင်ချဖက်စာအုပ်စာမျက်နှာနံပါတ်၈ကိုသွားကြမယ်နော်။ OK အားဆိုလို့ရှင်မင်းတို့ရဲ့တင်ချဖက်စာအုပ်ရဲ့စာမျက်နှာနံပါတ်၈ကိုဖွင့်ပေးပါရှင်။ โอเคสําหรับ number 10มาဆိုလို့ရှင်ဒီချေတော့ trigger တုံးလေးတွေက number 10ကိုတွားကြပါမယ်ဟိโอเคအဲ့ဒီ number 10ရဲ့ပုံစံမေးခွန်းလေးကဘာလေးလဲဆိုရင်20ရဲ့10စားကဘလောက်လေတဲ့20ဆိုတာကတတို့သမို့ရေ10အုပ်စုဘယ်နှစုလဲနှစ်စု10စားဆိုတော့အဲ့ဒီလိုမျိုးဘယ်နှခါလဲဆိုရင်10ခါဖြစ်ပါတယ်ရှင်အဲ့တော့ဒီချေတို့ကတစ်ခါနှစ်ခါ3ခါ4ခါ5ခါ6ခါ9ခါ10ခါ9ခါ10ခါဟုတ်ပြီเนาะအဲ့ဒါကိုဒီချေ ို့ကအာဒီလိုအလဲရနေပိုင်းလိုက်လို့ရှိရင်အပေါ်မှာက30အုပ်စု10စု30အုပ်စု10စုကို100လို့ခေါ်ပါတယ်အောက်မှာက30အုပ်စု10စု30အုပ်စု10စုကို100လို့ခေါ်ပါတယ်အဲ့ဒါကြောင့်မို့လို့20ရဲ့10စားကတအားတို့တမလို့ရေဘလောက်လဲ 200ဖြစ်ပါတယ်ဟုတ်တယ်အဲ့တော့20ရဲ့စေစားက200ဖြစ်ပါတယ်ဆိုလိုတာက20ရဲ့စေစားဆိုတာက20ကို10နဲ့မြှောက်လိုက်တာဖြစ်ပါတယ်အဲ့တော့20ကို10နဲ့မြှောက်လို့ရှိရင်ဒီချေတော့ဘာဖြစ်သွားလဲ200ဟုတ်ပြီနော်အဲ့တော့မူရင်းက20သူ့ကို30နဲ့မြောက်လိုက်ရင်တီချဲတို့အဖြေဘယ်လောက်ဖြစ်သွားလဲ200ဖြစ်သွားပါတယ်ရှင့်အဲ့ဒါလေးကိုတီချဲတို့အာနေရာလိုက်တံမိုးပြခိုင်း နေရာလိုက်တမို့ပြဆေးရတဲ့မှာထည့်ကြည့်ကြရအောင်20သူ့ကိုဆယ်စားလုံလိုက်တယ်သူ့ကိုဆယ်သားလိုက်တော့200ဖြစ်သွားတယ်ကဲကြည့်လိုက်စမ်း200ဖြစ်သွားတယ်ဆိုတာကဘလို့ပြောင်းလဲသွားတယ်လဲဒီမှာရှိတဲ့၃ညလေးကအရှိကိုတိုးသွားတယ်ဒီမှာရှိတဲ့နှစ်ကလေးကအရှိကိုတနေရာတိုးသွားတယ်အနောက်ကိုဘာဝင်လာတာလဲတုံညာတလုံးဝင်လာတာပါအဲ့ဒီတုံညာတလုံးကဘယ်ရရလဲ30ရရရတာပါနော်ဟုတ်ပြီနော် โอเคအဲ့တော့ဒီ chair တွေကဂိမ်းတစ်ခုကိုဆယ်စနဲ့မြောက်လို့ရှင် sorry ဆယ်စဖြစ်အောင်လုပ်မယ်เนาะအမြောက်30နဲ့မြောက်လို့ရှိလို့ရှင်ဒီ chair တွေကအနောက်ကနေတုံညာလေးတစ်လုံးဝင်လာပြီးတော့ဂျန်နဲ့ဂိမ်းတွေကနေရာလိုက်တန်ဖို့အရှိကိုတနေရာစီတိုးသွားပါတယ်เนาะခက်ဆက်ကြည့်အောင် number 9 25ရဲ့ဆယ်စကဘယ်လောက်လဲအဲ့တော့25ဆိုတာကိုဒီ chair 20နဲ့5နဲ့ခွဲလိုက်ပါပြီ20ရဲ့ဆယ်စကခုနတို့တွေတည်ပြီးသွားပြီ200အဲ့ဆိုရင်5ရဲ့ဆယ်စကတို့တို့တို့ရေ5 50ပေါ့50လေး50လေးเนาะ200ရဲ့50ရဲ့ပေါင်းလိုက်တော့250ပေါ့အဲ့တော့20 25ရဲ့စေစားဆိုတာက25ကို10နဲ့မြောက်တာနဲ့အတူတူပါပဲအဲ့ဒီအပြေက250ရပါတယ်ရှင့် okay အဲ့ဒါလေးကိုတစ်ချက်ရက်ဇေယောက်ကတည်းကထည့်ကြည့်ရအောင်25ရဲ့10စားက250ပါဘယ်လိုဖြစ်သွားသလဲအနောက်မှာတုံညာတလုံးတိုးလာပြီးတော့အာနေရာလိုက်တံမိုးလေးတွေက ကိန်းလေးတွေကခန်းန်းလေးတွေကနေရာလိုက်တံကိုတနည်းရစီရွှေ့သွားပါတယ်เนาะအဲ့ဒါကြောင့်မလို့ဒီချေတို့ကကိန်းတစ်ခုကို30နဲ့မြောက်လို့ရှိရင်ခန်းန်းအလုံးကဘယ်ဘက်ကိုတနည်းရစီရွှေ့သွားပြီးတော့တုံညကိုညာဘက်မှာထည့်ရပါမယ်အဲ့တော့တုံညလေးကဝင်လာပြီလေအင်းဝင်လာပြီဟဲ့အောင်မင်းရှိတူမင်းရှိတူဆိုပြီးတော့အလိုဒူကန်လိုက်တာပါเนาะလက်လက်လေးပါရှင်โอเคအားဆိုလို့ရှိရင်ဒီချေတို့ကနံပါတ်7ကိုရေးကြရအောင်နံပါတ် 7, 7ကိုလောက်ကြမယ်เนาะ instruction လေးဖတ်ပေးပါအောင်အောက်ပါကိန်းတစ်ခုစီ ရဲ့ဆယ်စာကိုရေးပါ okay ဒီကိန်းလေးတွေရဲ့ဆယ်စာကိုရေးကြရအောင်နော်ဟုတ်ပါပြီအဲ့တော့မင်းတို့ရင်အာသင်ချာတက်တဲ့စာအုပ်ကလေးကိုထုတ်ပေးပါရှင် โอเคเนาะทุบพี่ต่อพี่ဆိုလို့ရှင်ဒီเจรุก็เบี้ยမြင်းနဲ့มาတိုးတွေတွေ့ရမယ့်နံပါတ်၄က27ဖြစ်ပါတယ်27ပုံမှာကာကြီးဟုတ်ပြီသူပေးထားတာက76တရုတ်တမလို့ရေအဲ့ဒီ76ရယ်ဆယ်စဖြစ်တဲ့ဂိမ်းကိုရှာပါမယ်အဲ့တော့76 e ဆယ်စ 16ရက်စဉ်းစားဆိုလို့ရှိရင်အဲ့ဒီ16ကိုအနောက်ကဘာတလုံးပေါင်းမိလိုက်ရုံပဲလဲဘာတလုံးတိုးပြီးလိုက်ရုံပဲလဲတုံညာတလုံးတိုးပြီးလိုက်ရုံပဲအဲ့ဒါကြောင့်ရေးလိုက်ပါ160ပါရှင်ဟုတ်ပြီเนาะပြီးသားရင်နင်တို့ဒီချက်ဖတ်စာလုံးလေးကိုမင်းတို့ကြည့်ရတာလွယ်အောင်လို့ဒီလိုလေးယူပေးမယ် Okay ဒါလေးပေါ့เนาะ Yes အဲ့ဆိုရင်အာနံပါတ်1နံပါတ်ခါခွေတချောင်းကြော်ပါမယ် ခါခွေတတို့တမလို့ရေ180ဒီချေတို့ရှာခိုင်းတာကအဲ့ဒီ180ရဲ့180ဤအတူတူပဲเนาะ180ရဲ့စေစာ180ရဲ့စေစာဆိုတော့တုံညာတလုံးတိုးလိုက်တော့ငိုရှိတာက180တုံညာတလုံးတိုးလိုက်ပါမယ်။ဘာဖြစ်သွားလဲ1800ဖြစ်ပါတယ်။ပြီးတော့ရင်တကြောင်းကျော်မယ်နမကငေဟိ135အဲ့တော့ဒီချေတို့တွေက135ရဲ့စေစာကိုလိုချင်နေ ်ဆယ်စားဆိုတာက10နဲ့မြောက်တာနဲ့အတူတူပဲเนาะဂိန်းတစ်ခုခုရဲ့ဆယ်စားဓမ္မမွန်ရဲ့10နဲ့မြောက်လိုက်တဲ့အခါမှာအဲ့ဒီဂိန်းရဲ့နောက်ဆုံးမှာ3ညလေးထည့်ပြီးလိုက်ရုံမှာပဲဒါပဲမှတ်လိုက်เนาะအဲ့တော့ငွေကိုရှိတာက135 10နဲ့မြောက်လိုက်တော့အနောက်က3ညထည့်လိုက်တယ်ဘာဖြစ်သွားသလဲ1350ဖြစ်ပါတယ်ရှင်โอเคအဲ့ဆိုရင်နမဂါကြီးရဲ့ဒီချက်တစ်ခါလေးပဲတွက်လိုက်တော့မယ်เนาะဂါကြီးဂါကြီးကဘယ်လောက်ပေးထားလဲ800အဲ့ဒီ800ရဲ့ဆယ်စားကိုလိုချင်ပါတယ်800ရဲ့ စေစာ900ရဲ့စေစာဆိုတော့ရေးလိုက်ပါငွေ900စေစာဆိုတော့အနောက်ကတုံညာတလုံးထက်အဲ့တော့ဘယ်လောက်ဖြစ်သွားလဲ900000ဖြစ်သွားပါတယ်ရှင်ဟုတ်ပါပြီအားဆိုရင်ဒီချေတို့ကဖက်ဆောင်လေးကိုတပ်ပြန်ကြည့်ကြရအောင်ဖက်ဆောင်လေးကိုတပ်ပြန်ကြည့်ပါမယ် number 10ပါရှင်စာမျက်နှာ10က number 10ပါ okay เนาะ အဲ့တော့နံပါတ်30ကဗာပေးထားလဲဆိုရင်25ရက်100ဇတဲ့ခုနကလိုပါပဲခုနကဒီချေတို့က10ဇအခုက100ဇကဘယ်လောက်နေတဲ့အဲ့တော့25ရက်100ဇ10ဇဆိုတော့၃ညတစ်လုံးထည့်ပြီးတော့100ဇဆိုတော့ဒီချေတို့က၃ညဘယ်နှလုံးထည့်ရလဲနှလုံးဟုတ်လားမဟုတ်လားတက်ကြည့်မယ်ဟိအဲ့တော့25ရက် စေစားက250သူ့ရဲ့နောက်ထပ်စေစားတစ်ဆယ်ဆယ်လီဆိုလို့ရှိရင်တရာဖြစ်သွားပြီလေနော်အဲ့တော့သူ့ရဲ့နောက်ထပ်စေစားလုံးလိုက်တော့အရှိတေကိုတနည်းအားဖြင့်တိုးရဲအနောက်မှာ၃ညတလုံးထပ်ထည့်လိုက်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့2500ဖြစ်သွားပါတယ်ရှင့် Okay အဲ့တော့25ရဲ့တရာစားက2500နော်အဲ့တော့ဆိုလိုတာကတရာဖြစ်တဲ့အတွက်ကြောင့်မလို့၃ညနှလုံး ဲ့ဒါဆိုရင်အဖြေမှာဒီချေတို့ကအနောက်ဆုံးမှာတုံညာလေးဘယ်နှလုံးထည့်ပြီးလိုက်ရုံပဲလေနှလုံးဟုတ်ပြီနော်စဲစားဆိုရင်အနောက်ကတုံညာတလုံးတူပြီးလိုက်တရားစားဆိုတော့တုံညာနှလုံးတူလိုက်ပါရဲ့ရှင်နော်မူရင်းကိန်းကိုနှလုံးတူလိုက်တယ်မူရင်းကိန်းလေးတွေကအရှိကိုနှစ်နေရာယူရတာပေါ့နော်ဟုတ်ပြီနော်အဲ့တော့နှစ်နေရာယူတိုင်းမြည်တာတွေကိုမစဉ်းစားကြလို့ရှင်တုံညာနှလုံးတူလိုက်ရင်ရပါပြီရှင် Okay အဲ့ဒီပုံစံအတိုင်းကိုဒီချေရိုစာမျက်နှာ6စာမျက်နှာ6ရဲ့နံပါတ်22ကိုသွားကြရအောင်ဟိနံပါတ်22ဟုတ်ပြီအဲ့တော့မင်းတို့ရဲ့တင်ကြားတက်တဲ့ဆောင်းမှာ22ပုံမှာကာကြည့် 24ဖြစ်ပါတယ်ရှင်။ Okay instruction လေးဖတ်ကြည့်ရအောင်။အောက်ပါကင်တစ်ခုစီရဲ့တရားစောက်ကိုရေးပါ။အဲ့တော့24ရက်တရားစောက်ကိုရှားပါမယ်။ဒါတို့တမလို့ကြီးလိုက်ပါအောင်။24ရက်တရားစောက်24ရက်တရားစားကဘယ်လောက်ဖြစ်မလဲဆိုတော့ငွေရင်းက24တရားစားဆိုတော့၃ညနှလုံးထည့်ပါရရှင်အဲ့ဒါကြောင့်ဗာလေးလဲ2400ပါโอเคပြီးသားနမခောက်ခွေဟိ 935အဲ့တော့ရေးပါမယ်935ရေးပါလိမ့်လဲတရားစ935ရဲ့တရားစဆိုတော့ငကူက935တရားစဆိုတော့အနောက်မှာ၃ညဘယ်နှလုံးထည့်မလဲနှံလုံးအဲ့ဒါဆိုရင်ဘယ်လောက်ဖြစ်သွားမလဲပြောခု10ရာထောင်တောင်း9500ဖြစ်သွားပါတယ်ဒီအပေါ်ကကြတော့ခု10ရာထောင်2400ဖြစ်ပါတယ်ရှင် ရမလားဟုတ်ပြီပြီးသွားပြီဆိုလို့ရှိရင်ဒီကျဲတို့ကနမကကငေသွားကြရအောင်ဟိနမကငေက400အဲ့တော့ဒါတို့သမလို့ရေ400ရေဒီကျဲတို့ကဘယ်လောက်ရှာပါလဲတရားစာကိုရှာပါမယ်400ရဲ့တရားစာဆိုတော့ငကိုရှိတာက400တရားစာဆိုတော့အနောက်က3ညာနှလုံးထက်ထဲလိုက်ဘယ်လောက်ဖြစ်သွားမလဲခု10ရာထောင်တောင်ဘယ်နှတောင်လဲ4000ဖြစ်သွားပါပြီရှင့်ပြီးသားရဲ့နမကကြီးနမကကြီးကဘယ်လောက်လဲ တထောင်အဲ့တော့ရေးပါပြီဟေ့ဘသူရဲ့တရားစလဲတထောင်ရဲ့တရားစကဲတထောင်ရဲ့တရားစကဘယ်လောက်လဲပြောငကိုရှိတာကတထောင်သူ့ကိုအနောက်ကတုံညာနှလုံးထထည့်လိုက်ပါပြီအဲ့တော့ဘာကိန်းလေးဖြစ်သွားမလဲခု10ရထောင်တောင်သိဘလောက်လဲသသိန်းဖြစ်သွားပါပြီရှင့်နားလည်ပါသလားအဲ့တော့ဒူရီကကိန်းတစ်ခုကိုစေစားလုပ်လို့ရှင့်အနောက်ကတုံညာနှလုံးထည့်ပေးလိုက်တရားစားလုပ်ရင်တုံညာနှလုံးထည့်ပေးလိုက်ဒါပါပဲရှင့် โอเคပြီးတပြီဆိုရင်เนาะဒါတို့တမလို့စာအုပ်ရဲ့စာမျက်နှာ6မှာရှိတဲ့ number 7ကိုသွားကြရအောင်ဟိ number 7သတိကံတုံးလေးတဲ့ကနံပါတ်7ပါဟိကဲ instruction လေးဖတ်ပေးပါအောင်ပုံစံလေးဖတ်ပါမယ်200ကို30နဲ့စာရင်ဘာကိန်းရမလဲကဲ200 200ဆိုတော့100အုပ်စု2စုသူ့ကို teacher တို့တွေကအကျယ်ချဲ့လိုက်တော့20အုပ်စု10စုမဟုတ်ဘူးလား ဟုတ်ပြီနော်အဲ့ဒါကိုဒီချေတို့က30နဲ့စားပါမယ်30နဲ့စားလိုက်တော့အုပ်စုတစုမှာဘယ်လောက်ရလဲဆိုတာကိုမေးတာပါရှင်နော်ဒါကစုစုပေါင်းတာမို့ဒါကအုပ်စုတန်မှုအဲ့တော့ဒါကအုပ်စုတစုမှာရှိတဲ့တန်မှုကဘယ်လောက်လဲသားတို့သမီးကြည့်လိုက်ပါအောင်20ပေါ့ဟုတ်ပြီเนาะ20အဲ့တော့ဒီချေတို့က200 200ကိုဒီချေတို့က30နဲ့စားလိုက်လို့ရှိလို့ရှင်20ဖြစ်သွားပါတယ်ရှင်20ဖြစ်သွားရဲ့ဆိုနှိုင်းရှင်ကြည့်စမ်း200နဲ့20နဲ့ဘာတလုံးပြောက်သွားလဲ တုံညာတလုံးပြောက်သွားတယ်။တုံညာတလုံးပြောက်သွားပြီးတော့နေရာလိုက်တံမိုးကညာဘက်ကိုဆုပ်သွားပါတယ်ရှင်။အနောက်ကိုဆုပ်သွားပါတယ်။အဲ့တော့စားတယ်ဆိုတာကငေတာလေးနော်။နင်းသွားတာငေသွားတယ်ဆိုတဲ့သဘော။အဲ့တော့တတို့သမီးတို့ရေကစဲနဲ့စားလို့ရှိရင်ဒီချေတို့ကတုံညာတလုံးလျှော့ပြီးလိုက်ပေါ့။ဒါပဲလေနော်။ဟုတ်ပါပြီရှင်။အဲ့တော့နေရာကို30နဲ့စားရင်ဘယ်လောက်ရမလဲ။20 200ကို30နဲ့စားရင်ဒီချေတို့အဖြေဘယ်လောက်ရမှာတော့ 20ဟုတ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့လို့ဒီချေတို့ကအဲ့ဒီမှာကကြောင့်30နဲ့စားတဲ့အခါမှာ3ညတလုံးဖြုတ်တာလीသူကတတ်မှတ်ချက်ရှိတယ်ခုနေရာမှာ3ညဖြစ်မှာ3ညကိုဖြုတ်လို့ရမှာပါတခြားကိန်းတွေကို30နဲ့သွားစားရင်တော့3ညသွားဖြုတ်လို့မရပါဘူးနော်ဟုတ်ပြီနော်အဲ့တော့ခုနေရာမှာ၃ညပါတဲ့ကိန်းကိုဒီချေရူက၁၀နဲ့စားလို့ရှိရင်ဒီချေရူအစုံးမှာပါတဲ့၃ညလေးကိုဖြုတ်ပြီးတော့ငနန်းတွေကိုညာဘက်ကိုတနေရာကြီးရွှေ့သွားပါတယ်ရှင်ဟုတ်ပြီ အဲ့ဒီညာနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ငယ်နံပါတ်23ကိုတွေ့ကြည့်ကြရအောင်။ကဲဖတ်ကြည့်ပါမယ်ဟိ။အောက်ပါကိန်းတစ်လုံးစီကိုတဲ့30နဲ့စာရင်ဘာကိန်းရမလဲ။အဲ့တော့အရင်ဆုံးကြည့်လိုက်ပါ။ဒီချေတော့ခုနေရာမှာတုံညတွေဖြစ်ရလား။ ဖြစ်ရလားဖြစ်ရလားဖြစ်တယ်အဲဆိုရင်ခုနကအဲ theory လေးကိုတချေတို့ကသုံးလို့ရတယ်เนาะ23ပုံမှာကာကြည့်မိကုကုမဲ့ဟိ40အဲ့တော့တချေတို့ကိုမေးတာက40 40ကိုဘယ်သူနဲ့စားမလဲ30နဲ့စားတာเนาะ40ကိုဘာနဲ့စားရလဲ30နဲ့အာ30နဲ့စားတာ 40ကို10နဲ့စားမယ်။ဟုတ်ပြီခုနေရာမှာ၃ညပါတဲ့ကိန်းကို10နဲ့စားလို့ရှိရင်အဆုံးမှာရှိတဲ့၃ညကိုဘာလို့ရလဲဖြုတ်ကြတယ်။အဲ့တော့ငကို40ကိုဖြုတ်လိုက်တော့၃ညတစ်လုံးဖြုတ်လိုက်တော့ဘာကြမ်းလဲ4ဟုတ်ပါပြီရှင်။နမခခွေးပါဟိ။နမခခွေးက900ဟုတ်ပြီအဲ့တော့ရေးပါပြီ900ကိုဘယ်သူနဲ့စားမှာလဲ။ 30နဲ့စားမယ်ဟိအဲ့တော့900ကို30နဲ့စားလိုက်တော့ခုနေရာမှာ3ညပါတဲ့ကိန်းကို30နဲ့စားရင်အဆုံးက3ညကိုဖြုတ်ပေးလိုက်ပေါ့3ညကိုဖြုတ်လိုက်တော့ဘယ်သူပဲကျန်လဲ90ပဲကျန်ပါတယ်ရှင်ဟုတ်ပြီနော် okay အားဆိုလို့ရှင်နမတ်ကငယ်ပါဟိနမတ်ကငယ်နမတ်ကငယ်က620အဲ့တော့ရေးပြီးဟိ620ကိုဘယ်သူနဲ့စားမှာလဲ30နဲ့စား 6 20ကို30နဲ့စားလို့ရှင်ခုနေရာမှာ3ညပါတဲ့ကိန်းကို30နဲ့စားရင်အဲ့ဒီ3ညလေးအစုံက3ညလေးကိုဖြုတ်ပေးလိုက်ရုံပဲအဲ့တော့ဒီ3ညကိုဖြုတ်လိုက်တော့ဘယ်သူပဲကြံလဲ60နဲ့မန္နာပေါ့ဟောပြီးဟိနမကကြီးပါဟိနမကကြီးကတထောင်တထောင်အဲ့တော့တို့ရီဖြေးပြီးတထောင်ကိုဘယ်သူနဲ့စားမှာလဲ30နဲ့စားပါမယ် ကဲတထောင်10နဲ့စားမယ်ဆိုတော့အနောက်ကတုံညာတလုံးကို ဖြုတ်ပြီးလိုက်ပေါ့အဲ့တော့ဒီတုံညာတလုံးမရှိတော့လို့ရှင်ဘယ်လောက်ကျန်လဲ100ပဲကျန်ပါတယ်ရှင်ထောင်နေရာတက်ကလေးရရနေရရောက်သွားတယ်နော် ဟုတ်ပါပြီအဲဆိုလို့ရှင်ဒီကျေတို့ကအခန်းတသိန်းအထိကိညာတင်ငန်းစာလေးအလုံးပြတော့ပါပြီဒါမဲ့မပြီးသေးပါဘူးလေ့ကျင့်ခန်းကျမ်းမသေးရနော်ဟုတ်ပြီအဲဆိုလို့ရှင်ဒီတင်ခဲ့တဲ့တခန်းလုံးနဲ့ပတ်သက်ပြီးတော့ဒီကျေတို့ကလေ့ကျင့်ခန်းလေးတွေကိုလုပ်ကြည့်ကြရအောင်ဟုတ်ပါပြီအဲ့ဒီလေ့ကျင့်ခန်းကစာမျက်နှာ6မှာပဲပါပါတယ်ရှင်ဒါတို့တမတို့ရေလေ့ကျင့်ခန်းပါ Okay, ya yeah, Babila. 给那种李景安、李刚的，这看拢在成功，比如李景安、李抽长了，批帮人，哎哟这。 နံပါတ်၁ဖက်ကြည့်ပါအောင်ခု10ရာထောင်တောင်း14000ကိုဖက်ပြီးစဖြင့်ရေးပါ14000ကိုဖက်ပြီးတော့8433လုံးကို ဖက်ပြီးစဖြင့်ရေးပါပြီးတော့ရတော့အောက်ကမိကုန်းနေကိုဖြေပါဖြေရမှာဖြစ်ပါတယ်ဟုတ်ပြီဆိုဒီချက်ဒါလေးကိုနည်းနည်းလေးသိလိုက်ပါမယ်အဲ့တော့တို့တွေကဖက်ပြီးတော့စာနဲ့ရေးရမယ်ဖက်ပြီးစာနဲ့ရေးဖို့အတွက်ဒီချက်တို့ကထုံးစံအတိုင်းဘာလို့မှလဲဇေယျကွက်ဆွဲမှာပေါ့တအားတို့တို့ရေးတစ်ပုံမှလို့တက်လိုက်ပါဟိတို့တွေလောက်အောင် ကရှစ်လေးသုံးညာသုံးလုံးအဲ့ဒါကိုတို့တွေဖတ်ဖို့အတွက်ဇရာကွက်ဆွဲပါမယ်ဇရာကွက်က1 2 3 4 5อักွက်5ကွက်ပါရှင်ရပါပြီလားတစ်ချက်ဒီပလီတူပါเนาะဟုတ်ပြီအဲ့ဒီမှာထည့်ပါပြီထည့်လိုက်တော့ခု10ရာထောင်းတောင်းဟုတ်ပြီเนาะ အဲ့ဒီမှာ gain လေးကိုထည့်မယ်8 4 3 9 3 9 gain အဲ့ဒီ gain လေးတစ်ချက်ကိုဖတ်ပြပအောင်ဟိ8 4 1000 ထပ်လို့ပြီးပြီဆိုရင်တီချယ်တို့ကစာနဲ့ရေးရပါမယ်။ကဲစာနဲ့ရေးကြရအောင်ဟိ။အဲ့တော့ရေးပါမယ်။ရာကဟတုစေတေရှိတဝေတုတာရေးကြငတ်တာ။တောင်းဝေဇဏလုံးပေါင်းတောင်းရှိတောင်းတဝေတုလာရေး။လေးဝေဇဏလုံးပေါင်းလေးတဝေတုဒါစနုရေးကြငတ်တာ။တောင်းလေးတောင်းရှိတောင်းလေးတောင်း။အောက်ကမြင့်ထက်ကြလို့လား။ ဘလို့ဘာဖြစ်လို့လဲဆိုတော့နောက်ဆုံးရဲ့အချိန်မှာဝိဇ္ဇလုံးဘောပါမြဲလေနော်ဟုတ်ပါပြီရှင်အဲ့ဆိုရင်တီချာတို့မေကွန်နံပါတ်ကကြီးကိုဖြေကြရအောင်ဟိမေကွန်နံပါတ်ကကြီးအဲ့တော့ဒါလေးကညင်ပိတ်လဲရပါတဲ့မပိတ်လဲရတဲ့မပိတ်လဲရတယ်မပိတ်နေတော့တော့ရှုပ်သွားမှာဆိုလို့ဟုတ်ပြီနံပါတ်ကကြီးကိုဖြေမယ်ဟွန်းနမကကြီးမေကွန်လေးဖတ်ပါအောင် 14000ရဖို့အတွက်4000ကိုဘာကိန်းနဲ့တွေ့ရမှာလဲ14000ရဖို့အတွက်4000ကိုဘာကိန်းနဲ့တွေ့ရမှာလဲပြောကြည့်ပါအောင်ချက်ပြောရတယ်မှာပါပြီးတာလေ14000ရဖို့အတွက်ဒီ4000ကိုဘာကိန်းနဲ့တွေ့ရမှာလဲ14000နဲ့တွေ့ရမှာပေါ့ဟုတ်တော့ပေါ့အဲ့တော့ရေးပါမယ်ဟိ14000ကိန်းနဲ့ရေးပေးပါအဲ့တော့ခဏလေးနော်14000ဆိုတော့ခုကနေစာရေးမယ် ခုစေရထောင်းတောင်းနေရပါရှင်အဲ့ဒါကြောင့်ရှစ်တောင်းရှစ်တောင်းနဲ့တွေ့ရပါမယ်ရှင်ပြီးတော့ရင်နမခခွေဟိနမခခွေပုံစံလေးကိုဖတ်ပါမယ်ရှစ်တောင်းလေးတောင်းဒီတဲ့ကိုးတောင်းအောင်ဘလောက်ရော့တယ်လဲတဲ့ဝါရှစ်တောင်းလေးတောင်းကကိုးတောင်းအောင်ဘလောက်ရော့တယ်လဲမေးထားတယ်ဟိအဲ့တော့ဒီချက်ဂိမ်းပြင်းလေးဆွဲပြရမယ်မင်းတို့ကလိုက်ဆွဲကြမလို့နော်အဲ့တော့ဒါလေးက၈000၄000 14000ပြီးတော့15000 5000 6000 8000 9000 10000 8000 9000ပြီးရင်ဒါဘယ်လောက်ဖြစ်သွားမှာလဲ9000ဟုတ်ပြီနော်အဲ့တော့14000က9000အောက်ဘယ်လောက်ယောတယ်လဲကဲ9000ကနေအနောက်ပြန်ဆုံးမယ်ဟေ့လာအဲ့တော့ တောင်2000 3000 4000 5000 6000ရော့တာပေါ့ဟုတ်ပြီเนาะဘယ်လောက်ရော့သလဲ6000ရော့ပါတယ်ရမလားအဲ့တော့ရေးလိုက်ပါ6000သဘောပေါက်သလားဟုတ်ပြီเนาะโอเคပြီးတော့ပြီဆိုတော့နံပါတ်ကငယ်ပါဟိနံပါတ်ကငယ်တရုတ်တမလို့ညရလားညရเนาะအဲ့တော့နံပါတ်ကငယ်က8400တွင်1000မြပါတယ်နေအဲ့တော့ ဆယ်ဆိုတာကထောင်တလုံးထောင်အဲ၃ညတလုံးရာက၃ညနှလုံးထောင်က၃ညတလုံးအဲ့တော့၈၄၀၀တောင်မှာထောင်ဘလောက်ပါလဲဆိုတော့ဒီချက်၃ည၃လုံးကိုယူလိုက်ပါပြီရှင်၃ည၃လုံးကထောင်ဖြစ်ပါတယ်ထောင်အရှိမကဘလောက်ကျန်တယ်84အဲ့တော့8400ကဘလောက်လဲ84000ဖြစ်ပါတယ်ဆိုလိုတာကတထောင်အုပ်စု84စုကိုပြောတာပေါ့ဟုတ်ပြီနော်ကြည့်ပြီးသားပြီဆိုရင်တော့နမကာကြီးဟိ အဲ့တော့၈၄၀၀တိ၈40ဤအစဘလောက်လေတဲ့၈40၈၄၀၀တုံညဘယ်နှလုံးတူွားလဲဒီမှာက၈၄၈မင်းတို့လိုက်ရေးကြမလို့နော်ဒီချာမင်းတို့နှိုင်းရှင်ပြတာအဲ့တော့ဒါက၈၄၈၄၀၀ ဟုတ်ပြီနော်ဒီအထိကတူပါတယ်အဲ့ဒီတကြောင်မလို့သုံးညဘယ်နှလုံးတူသွားလဲနှလုံးသုံးညနှလုံးဆိုဘယ်နှစလဲတရားစားဟုတ်ပါပြီရှင်အဲဒါကြောင့်မလို့နံပါတ်ကကြီးကဘယ်လောက်လဲတရားစားဖြစ်ပါတယ်အစဘယ်လောက်တူလဲဆိုတော့တရားစားပါနော်ပြီးသားပြီဆိုရင်တော့နံပါတ်5နံပါတ်5က7400ကို30ဖြစ်စားလိုက်ရင်ဘာကိန်းရမလဲ7400ကို30နဲ့စားရင်အနောက်ကတုံညာတလုံးကိုဖြုတ်လိုက်ပေါ့အဲ့တော့ဘယ်လောက်ရသလဲ 8400ပါရှင့်ဟုတ်ကဲ့ရေးလိုက်ပါ8400ရပါပြီရှင့်ကဲတရတမလို့အဲဆိုရင်ဒီချေလို့ရဲ့ grade 2 sorry grade 3တေချာရဲ့အခန်း1အကောင်လုံးပြီးသွားပါပြီလေ့ကျင့်ခန်းနေရော theory ဘိုင်းနေရောအကောင်လုံးပြီးသွားရင်ဒီချေတို့တသိန်းဒီဂိမ်းတွေကိုလေ့လာခဲ့ကြပြီးပြီးတသိန်းဒီဂိမ်းတွေကိုစာနဲ့ဖတ်ခဲ့တယ်ဂိမ်းနဲ့ရေးခဲ့တယ်ပြီးသွားလို့ရှိလို့ရှင် အာစာနဲ့ရေးတယ်ပြီးရင်ဂိမ်းတွေကိုဖတ်တယ်ဂိမ်းင်းပေါ်မှာနေရာချတယ်နိုင်ရှင်တယ်ပြီးရင်သူ့ရဲ့၁၀စာတွေ၁၀၀စာတွေပြီးရင်၁၀နဲ့စာတာတွေကိုဒီကျေရုလေ့ကျင့်ခဲ့ကြတယ်နော်ဟုတ်ပြီနော်အာဆိုလို့ရှိရင်ဒီကျေရုနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်အခုရေးထားတဲ့စာမျက်နှာလေးတွေကိုလည်းဒီကျေရုတက်ပုံရပြီးတော့ပို့ပေးပါအောင်နော်အင်ဂျာထက်တဲ့ group မှာပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးရဲ့အောက်မှာပဲဖြစ်ဖြစ်အင်ဂျာလေးတွေပို့ပေးပါနော် ဟုတ်ပြီအဲဆိုရင်ဒီချေတို့နောက်ဗီဒီယိုလေးမှာကြံလေးကြမယ်ဒါနဲ့တခုမှကျွန်တော်ကဒီဗီဒီယိုကိုနားမနေဘဲနဲ့ဒီချေကိုနောက်ဗီဒီယိုကိုမကြည့်ပြပါနဲ့နော်ဒီဗီဒီယိုနားလည်သွားပြီဆိုမှနောက်ထပ်ဗီဒီယိုလေးကိုဆက်ကြည့်ပြပါနော်ဟုတ်ပါပြီရှင်အဲဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာကြံတိကြပါမယ်တတန်း